Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်လက်ရှိထွက်လာတဲ့ကောလာဟလသတင်းတွေကတချို့အရာအတင်းရဲ့ဂူဒမားဖြစ်တဲ့ Andre Unana ကလာမယ့်နေရာဒီအပြောင်းရွှေ့မှာ Saudi Arabia ကိုပြောင်းရွှေ့နိုင်ကြည်များလာပြီဆိုပြီးတော့ကျွန်တော်သိရတယ်သူတပင်းတော့ပြီးခဲ့တဲ့အစောပိုင်းလပိုင်းနေတုန်းကသူ့ရဲ့ agent ဖြစ်သူတွေကိုသူ့ agent ကိုသူ အချင်းပြောင်းလုပ်ခဲ့တယ်ပေါ့နော်သူ့ agent ကတော့တချို့ကစားမားတွေကိုကျွန်တော်သာ Saudi ကိုရအောင်ပို့ဘူးတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ထွက်ထားတယ် ဆိုတော့အန်ဒရေဦးနနာဆိုရီအာရေဗျကိုကျွန်တော်တို့လာမယ့်နွေရာသီအပြောင်းအရွှေ့မှာပြောင်းရွှေ့နိုင်ကြီးရှိနေတယ်ပေါ့ဗျာဦးနနာကိုမကြိုက်တဲ့ပရိသတ်တွေမန်ချက်စတာနဲ့တင်ပရိသတ်အများစုကတော့အန်ဒရေဦးနနာနဲ့ပတ်သက်ပြီးတော့အကယ်လို့လက်လွတ်ရရင်တောင်မှတိတ်ပြက်တနာရှိကြမယ်လို့ကျွန်တော်တို့မထင်ဘူးဒါပေမဲ့လည်းလို့ပေါ့နော်သူအန်ဒရီဦးနနာကိုကျွန်တော်လက်လွတ်ပါမလားဘာလို့လဲဆိုတော့အသင်းမှာရှိတဲ့ဂူသမားတွေကိုကျွန်တော်ကြည့်လိုက်ရင်ဦးနနာဟာလက်ရှိအကောင်ဆုံးပဲเนาะဦးနကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါအပြင်ကျွန်တော်တို့က တူရီကီကုသမဖြစ်တဲ့ LT Binder ကိုလည်းလက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းနေတယ်။ဆိုတော့ဟိုဒီကုသမနှစ်ယောက်စလုံးကိုတပြိုင်တည်းလက်လွတ်မယ်ဆိုရင်တေးကြတယ်။နောက်ထပ်နှစ်ယောက်လောက်တော့ကျွန်တော်ထက်ခေါ်မှကျွန်တော်ရမှာ။တူမီတန်ဒီအစင်မပြေတော့ဘူး။လူငယ်ကုသမတွေထဲမှာလည်းတကယ် talented ဖြစ်တဲ့အရင်တည်းတုံးလို့ရတဲ့ကုသမကျွန်တော်မရှိဘူး။ဆိုတော့ဦးနနာတီတာလင်းကျွန်တော်လက်ရှိမှာအားကိုးနေရတဲ့ကုသမဟိုကျွန်တော်အနေနဲ့တော့ဗောနော်ကုသမနေရာအပြောင်းလဲမဖြစ်နိုင်ဘူးလို့တော့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့အသင်းကဦးနနာကိုတန်း90ကျော်ကျွန်တော်အသုံးပြုထားတာ အဲ့ဒီတန်း90နဲ့တန်နဲ့လက်စွမ်းဘာမှကျွန်တော်ရမထားဘူးဒီလိုကုသမားကိုလက်လွတ်ရလို့လည်းနှမျောစရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့တေချာတာတခုကတော့ဟိုကျွန်တော်ကတော့မျောလင်းချက်ရှိတယ်လို့ထင်တယ်မျောလင်းချက်ဆိုတာဒီဒီအန်ဒရီဦးနနာကိုလက်လွတ်ပြီးတော့ပြီးတယ်မလားကုသမားအစ်စ်ပြန်ခေါ်တာမျိုးတွေပေါ့နော်ဘာလို့လဲဆိုတော့ကုသမားတွေကဒီအရင်ညလမ်းပြန်ထွက်နေတဲ့ကုသမားတွေကလွဲလို့ရှိရင်ဗျာဟိုကျန်တဲ့တိုက်စစ်မှုတို့ဘာလို့လို့တောင်မန်ကစားမားတွေဘာတွေလို့မျိုးဈေးအများကြီးတုံးစရာလိုတဲ့ option တွေမှာမပါဘူး ။ဦးနနာကိုသာကျွန်တော်တို့ကသူအရင်ကြီး UCM Inter Milan နဲ့တူလက်စွမ်းနေပါပြီပြထားတဲ့ယာတီအပီချက်ချင်းကြီးခေါ်ခဲ့တော့ဈေးကြီးကကျွန်တော်တို့ကြီးသွားတာ။တကယ်လည်းပြတွေးကြည့်ရမယ်ဆိုလို့ရှိရင်ပေါ်တိုရဲ့ဂူဒမားဖြစ်တဲ့ Diego Costa တို့ဘာလို့သာတန်း60ကြီးပါတယ်ဖြစ်နေတာ။တကယ်တမ်းကကျန်တဲ့ဂူဒမားတွေရည်ချင်းရှိတဲ့ဂူဒမားတချို့ဆိုအဲ့လောက်ကြီးကြီးဈေးပေးစရာမလိုတဲ့နေရာမှာကျွန်တော်ပါတယ်။ဒါကြောင့်ဗောနော်တိုက်စစ်မှုဆိုအဲ့လိုမဟုတ်တော့ဘူး။တိုက်စစ်မှုဆိုလို့ရှိရင်တရာဒီမှာ15ဂိုးလောက်တွင်းနေ16ဂိုးလောက်တွင်းနေ90လောက်တွင်းနေဆိုရင်ကိုပဲ ကျွန်တော်တို့ကဒါအတန်း50 60ဖြစ်ကုန်ပြီเนาะအဲ့လောက်ကြီးဖြစ်ကုန်ပြီဆိုတော့ဘယ်ပြောမလဲတိုက်စစ်မှုတွေကိုခေါ်ဖို့ဒီဈေးအင်မတန်ကြီးတယ်ဒါပေမဲ့လို့ဂိုးသမားနေရာတွေကျွန်တော်ကျွန်တော်တို့မထင်ဘူးပေါ့เนาะဒါကြောင့်အကယ်လို့ဦးနနာကိုကျွန်တော်လက်လွတ်မယ်ဆိုလို့ရှိရင်ဒါ15တန်းတန်း30လောက်တော့ရာကောင်းရမှာပေါ့လေเนาะ sorry အရိပြဆိုတာကသူတို့ငွေ3နိုင်တဲ့အဲ့ထဲမှာပါတယ်မလားဦးနနာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း United ကနေထွက်ပြီးတော့ sorry အရိပြကိုပြောင်းကစားမယ်ဆိုလို့ရှိရင် အာငွေတွေအများကြီးရမှာပဲဗျာဘာပဲပြောပြောဒါအပြင် United မှာလောက်လဲသူဝေဖန်မှုတွေပါလေခံရတော့မှကျွန်တော်မဟုတ်ဘူး။ဟော sorry အရေးပြကိုပြောင်းသွားလို့ international career ပြီးဆုံးသွားမယ်တဲ့မှာလဲမပါဘူးပေါ့နော်။ဟိုဒါကြောင့်ကျွန်တော်ကတော့ Andre Unana ကတော့ Chelsea လို့ရှိရင်သူအတင်းပြောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အတင်းဘက်ကလည်းကျွန်တော်တို့ဒီဝယ်မဲ့အတင်းသာရှိမယ်ဆိုလို့ချင်းလက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပြီးရင်ဂိုးသမားအတင်းနဲ့ပြန်အစားထိုးပေါ့။ဒါကြောင့်ကျွန်တော်ပြောလို့ပဲ Unana ကိုတန်း30လောက်နဲ့လက်လွတ်ပြီးတော့ဗျာ။15တန်း18တန်းထားပါတော့တန်း20တန်းဂိုးသမားတယောက်နဲ့ပြန်အစားထိုးရင်တောင်မှ ဒီဒီချင်းကုသမားခေါ်ယူဖို့ကြိုးပမ်းတဲ့နေရာမှာတော့ဟိုလွဲတာပြူတာတွေရှိတော့မလို့ကျွန်တော်တို့မထင်ဘူး။ဦးနနာကိုကျွန်တော်ခေါ်ခဲ့တော့ငါတန်း90နဲ့အများကြီးမျောလင့်ထားပြီးတော့ထင်တယ်လို့ဘာမှကျွန်တော်ဖြစ်မလာဘူးပေါ့နော်။ဟိုဒါကြောင့်ဒီဦးနနာကိုယ်တိုင်ကလည်းဒီ agent နေပါတယ်ပြောင်းထားတယ်ဆိုတော့ဒါအများကြီးမျောလင့်ချက်ရှိတယ်လို့ကျွန်တော်ထင်တယ်။နော်အတိုင်းအတာတစ်ခုဒီကုသမားအပြောင်းလဲတွေပေါ့နော်။ဒါຫນွေရာဒီပြောင်းရွှေ့ပြီးတော့စောင့်ကြည့်ရမှာပေါ့လေ။ဘာလို့လဲဆိုတော့အတင်းကဒီ အပြောင်းအလဲတွေလုပ်ဖို့အများကြီးလိုအပ်နေတာကိုတိုက်စင်မူတို့ Nero Nebatan တို့ Central Midfield တို့ Wing Backs တို့เนาะပြီးလို့ရှိရင် Left Center Back တို့လိုအပ်ရင် Central Center Back တို့လိုမျိုး Ball Playing Ability ကောင်းတဲ့ကစားသမားတွေပါလိုနေပြီးတော့ကုသမားနေရာပါအပြောင်းအလဲတွေပါတွေလုပ်မယ်ဆိုတော့တနည်းနည်းတပွားပွားထွက်နေတော့ဦးနန်းနာကိုကျွန်တော်ကတော့လက်မလွတ်နိုင်ပါဘူးလေဆိုပြီးတော့မထင်ဘူးဒီနေရာမှာအသင်းရဲ့လက်ရှိထားပါတော့ဗျာ Marcus Rashford, Jadon Sancho ဟိုပြောရမလဲပြီးရင် ဒါဟိုနောက်တန်းကစားမအနာယူမဲ့သူလင်ဒီလော့ဖ်တို့ပါတော့အရစ်ဆင်တို့ကက်စမဲရိုတို့နဲ့ရှင်လို့ရှင်ဦးစားပေးလက်လွတ်မဲ့သူဖြစ်ချင်မှဖြစ်လိမ့်မယ်ဦးနနာကဒါပေမဲ့လို့တည်ကြတာတခုကတော့ဦးနနာနေရာမှာပို့ပြီးတော့ကောင်းတဲ့ option တခုရှိရင်အသင်းကလက်မလွတ်ဖယ်တော့မနေဘူးဒါကြောင့်မနော်ကျွန်တော်ကတော့ဦးနနာကို sorry အရိပြကိုလက်လွတ်ပြီးတော့ရလာတဲ့ငွေနဲ့ကိုသမားအစ်တယောက်ပြန်ခေါ်တာကဟိုဘယ်လိုပြောမလဲအပေါင်းလက္ခဏာဆောင်တဲ့အရာတခုရဲ့လိမ့်မယ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်အသင်းကလက်ရှိမှာဟိုဘယ်လိုပြော play off from the back ကနေဆော့လို့မရဘူးဗျာ။ ဆိုတော့ဦးနနာဘလောက်ပဲရှော့ပါစနေကောင်းပါတယ်ပဲပြောပြောအရင်ဆုံးတော့ဂိုးဖန်းကောင်းတဲ့ကီပါတယောက်တော့လိုတာပဲအကြီးကတောင်းကဂိုးဖန်းဖို့ပဲလေဟုတ်တယ်မလားเนาะဒါကြောင့်ကျွန်တော်ကတော့ဟိုဂိုးသမားကိုပဲကျွန်တော်အနေနဲ့ပေါ့เนาะဒါအပြောင်းလဲလုပ်မယ်ဆိုရင်တော့မသိအံ့ဩစရာမရှိဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့အန်ဒရယ်ဦးနနာကျွန်တော်ဒီ sorry အာရီပြကိုပြောင်းသွားမလားတကယ်ရောခေါ်ဖို့ကြိုးပမ်းကြမလားအတင်းဘက်ကရော လက်လွတ်မယ်ဆိုလို့ရှိရင်ဘယ်သူနဲ့ပြန်ပြီးတော့အစားထိုးမလဲပေါ့ဒါနောက်ပိုင်းထွက်လာတဲ့တဲ့နေကိုကျွန်တော်စောင့်ကြည့်ရတော့မယ်ညူရိုနေနေရောဦးနနာနေရကိုဘယ်ကူသမားနဲ့အစားထိုးသင့်တယ်လို့ထင်ကြလဲညူရိုရဲ့စိတ်ကြိုက်ကီပါတယောက်ရှိကြလားအကယ်လို့ဦးနနာကိုဒါလက်လွတ်ရမယ်ဆိုလို့ရှိရင် sorry အားရပြကို comment တွေမှာဆွေးနွေးကြကြပါအောင်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်